ဇလန်းဆမတော့တငယ်ချင်းတွေနဲ့အတူပျော်ပျော်ပါးပါးနေတက်တဲ့လီနာမီဆိုတဲ့ကောင်မလေးကိုတွေ့ရမှာပါသူကကုမ္ပဏီတီးတီးလေးတစ်ခုမှာမားကတ်တင်းယာတုနဲ့အလုပ်လုပ်ကင်နေသူတယောက်လေးဖြစ်ပါတယ်သူမကတာမန်အလုပ်သမားတွေလိုမျိုးပဲအလုပ်ကြိုးစားနေသူတယောက်ဖြစ်ပြီးအားလက်ချိန်ဒီမှာတော့ဖခင်ဖြစ်သူရဲ့ကဖေးမှာအချိန်ပိုင်းအနေနဲ့ကိုကြီးလှုပ်ဆောင်ပေးလေးရှိပါတယ်အဲ့ဒီကဖေးရဲ့အမည်ကတော့မီကြီးလို့ခေါ်ပါတယ်သူမရဲ့အချစ်ဆုံးတငယ်ချင်းကတော့ဂျွန်အွန်းကျူဖြစ်ပြီးသူမတို့နှစ်ယောက်ဟာဒွါအတူလာတုနဲ့အလုံးမဲချစ်ခင်ကြတဲ့တငယ်ချင်းတွေဖြစ်ကြပါတယ်ဒီနေ့မှာတော့ လီနာမီကဘတ်စကားစီးရင်စီးရမယ်မှတ်တိုင်ကြောတော့မှမူအလောတကြီးဆင်းသွားလိုက်တာသူမရဲ့ဖုန်းဘတ်စကားပေါ်မှာကြံနေခဲ့ပါလိအဲ့ဒီကြံနေခဲ့တဲ့ဖုန်းကိုတော့တစုံတယောက်ကယူသွားတော့ကိုတွေးချရမှာဖြစ်ပါလိဖုန်းကိုယူသွားခဲ့တဲ့သူကလီနာမီနဲ့အသက်အရွယ်မတိမငိလူငယ်တယောက်ဖြစ်ပါလိအဲ့ဒီချိန်မှာပဲလီနာမီရဲ့ဖုန်းကိုအွန်ကျူကဖုန်းခေါ်ခဲ့ပါလိလူငယ်ကအတန်တူအက်ပ်တစ်ခုကိုသုံးပြီးအွန်ကျူနဲ့ဖုန်းပြောခဲ့ကသူ့ကိုဘယ်သူမှမသိအောင်လို့မိန်းကလေးတယောက်ရဲ့အတန်တူကိုအသုံးပြုခဲ့တာပါ လူငယ်ကဒီဖုန်းကိုမင်းညားကဘတ်စကားပေါ်ကနေကောက်ရခဲ့တာဖြစ်ပြီးဖုန်းကိုပြန်ပေးဖို့ဘယ်ရေးစကန်ကိုလွှဲပေးရမလဲလို့ပြန်မီးခဲ့ပါသေး။ဝန်ကျူကတော့သူ့ကိုခဏဆောင်ပေးပါ။မိနာကိုမေးပြီးရင်အကြောင်းပြန်မယ်ဆိုတဲ့အကြောင်းပြန်ပြောခဲ့ပါသေး။ဝန်ကျူကနာမီရဲ့အိမ်ကိုသွားခဲ့ပြီးလူငယ်လေးနဲ့ဖုန်းပြောခိုင်းလိုက်တဲ့အခါမှာသူတို့ဟာအခုချိန်ထိဖုန်းကောက်ရတဲ့သူကိုမိန်းကလေးတစ်ယောက်လို့သာထင်မှတ်နေခဲ့ကြတာပါ။နာမီကသူမရဲ့ဖုန်းကိုမီဂျီကဖေးမှာလာပေးနိုင်မှာကြောင်းပြောခဲ့ပြီးအဲဒီချိန်မှာပဲသူမရဲ့ဆိုရှယ်မီဒီယာအကောင့်ကနေအတီးပေးစာတွေတက်လာခဲ့တာကြောင့် လူငယ်လေးကလီနာမီရဲ့ကိုကြီးကိုရာအကြောင်းတွေကိုလေ့လာနေခဲ့ပါတယ်။လူငယ်လေးကနာမီရဲ့တငယ်ချင်းစည်ရင်းတွေနဲ့သူမစိတ်ဝင်စားတဲ့အရာတွေကိုမှတ်သားထားခဲ့ပြီးအဲဒီကရလာတဲ့အချက်လက်တွေအားလုံးကိုမှန်းဆကသူကလီနာမီရဲ့ဖုန်း password ကိုဖွင့်မှုစူးစမ်းနေခဲ့တာပဲဖြစ်ပါတယ်။သူဘလို့ပဲစူးစမ်းပါစီ password ကိုဖြည့်လို့မရတာကြောင့်နောက်ဆုံးမှတော့သူကဖုန်းရဲ့မျက်နှာပြင်ကိုရိုက်ခွဲပစ်လိုက်ပါတော့တယ်။နောက်တစ်ခါမှတော့လူသိမှုအခင်းတစ်ခုကိုမြင်ရမှဖြစ်ပြီးလူတီလောင်းကတော့မိုးရေတွေထိထားတာကြောင့်ပုတ်ပွားနေပြီပဲဖြစ်ပါလိမ့်။အဲဒီညကိုရဲရီအများကြီးရောက်နေခဲ့ပြီ ရဲရရှိနှစ်ယောက်ဖြစ်တဲ့ဝူဂျီမန်နဲ့ကင်ယွန်းဟိုတို့ကတော့အခင်းဖြစ်စဉ်ကြောင့်ပြောဆိုဆွေးနွေးနေကြပါသည်သူတို့ကဒီအမှုရဲ့တရားခံဘသူဖြစ်နိုင်လဲဆိုတာစဉ်းစားရင်နှစ်ယောက်စလုံးကဂျီမန်ရဲ့သားဖြစ်သူကိုတန်တရားရှိနေခဲ့ကြပါသည်ဘာကြောင့်လဲဆိုတော့အလောင်းရှာတွေ့ရဲ့အနီးနားမှာဂျီမန်ရဲ့သားကအပင်တပင်ကိုစိုက်ပျိုးထားခဲ့ပြီးအပင်ချင်းကြီးမှာအာဟာရဖြစ်စာတစ်မျိုးကိုတွေ့လိုက်ရတယ်လို့အလောင်းနဲ့အတူမြုပ်ထားတဲ့အာဟာရဖြစ်စာတစ်မျိုးကိုလည်းရှာတွေ့ခဲ့တာကြောင့်ဂျီမန်ကသားဖြစ်သူကိုပို့ပြီးတန်တရားဝင်စေတဲ့အချက်တွေဖြစ်နေခဲ့ပါသည် ဂျီမန်ရဲ့တာလုံးခဲ့တဲ့ခုနှစ်နှစ်လောက်ခရီးကအင်းကထွက်သွားခဲ့တဲ့သူဖြစ်ပြီးအခုထက်တီသူဟာအပြင်မှာအင်းပန်းရမိုင်းရှိမနေတဲ့သူတယောက်ပါဒါကြောင့်တစ်ဖက်မှာလည်းဂျီမန်ကသူ့သားကိုလူတယောက်တက်ဖို့လုံလောက်တဲ့တတိတွေရှိမနေခဲ့ဘူးလို့ထင်နေခဲ့ပြီးယွန်ဟိုကတော့မင်းရဲ့တာကလူမိုက်တွေနဲ့ပေါင်းနေပြီးသူတို့အဖွဲလိုက်လူတက်တာမျိုးဖြစ်နိုင်တယ်လို့ပဲပြန်ပြောခဲ့ပါတယ်ဂျီမန်ကဒါလေးဖြစ်နိုင်တာပဲလို့ပြောတဲ့အခါမှာတော့ယွန်ဟိုကမင်းရဲ့တာကသူ့မိကိုကိုဆက်သွယ်သေးလားလို့မေးခဲ့ပါတယ် ဂျီမန်ကဒီကောင်ကသူ့မိနေမကောင်းတဲ့ကြားကထွက်သွားခဲ့ပြီးအခုချိန်ကြီးတစ်ခါမှပြန်မဆက်တွေ့လာတဲ့အကြောင်းကိုရှင်းပြလိုက်ပါရီဒါကြောင့်သူ့ကိုဆက်တွေ့လို့မရနိုင်ကြောင်းနဲ့သူ့အနေနဲ့တော့ဒီတစ်ခါမှတားဖြစ်သူကိုဆက်တွေ့ဖို့စူးစမ်းကြည့်မယ်လို့ပြောလိုက်ပါရီကိစ္စတွေအားလုံးကိုနောက်ကောက်ပြန်ကြည့်မယ်ဆိုရင်တော့ကျွန်တော်တို့တွေ့ခဲ့ရတဲ့လီနာမီရဲ့ဖုန်းကိုကောက်ရခဲ့တဲ့လူငယ်လေးရဲ့နာမည်ဟာဂျူယွန်းဖြစ်ပြီးသူဟာဂျီမန်ရဲ့အိမ်ကဆင်းသွားခဲ့တဲ့သားလေးဖြစ်ပါရီသူကဖခင်နဲ့အမြင်မတူတာကြောင့်အိမ်ခွဲပြီးနေခဲ့တာခုနှစ်နှစ်ကျော်ကြာခဲ့ပြီပဲဖြစ်ပါရီ တဖက်မှာနာမီကတော့ဖခင်ရဲ့ကဖေးဆိုင်မှာအလုလုနေတဲ့အချိန်ဖြစ်ပြီးသူမရဲ့အပေလီဆောင်းဟုကသူမဖို့အထူးချွေတစ်ခွက်ကိုဖျော်တိုက်ခဲ့ပါရီအဲ့ချိန်မှာပဲဂျူယွန်းကမိန်းကလေးတယောက်တန်နေသူမစီကိုဖုန်းခေါ်လာခဲ့ပြီးလီနာမီကိုသူမရဲ့ဖုန်းမျက်နှာပြင်မတော်ဆကြာခွဲသွားခဲ့ကြအောင်အကြောင်းကြားခဲ့ပါရီတကယ်တော့ဂျူယွန်းကဒါကိုတမင်ရိုက်ခွဲခဲ့တာကိုကျွန်တော်တို့တီးပြီးသားပဲဖြစ်ပါရီသူကကွဲသွားတဲ့ဖုန်းကိုပြင်ဆိုင်ပို့ပြီးမှဖြစ်ပြီးကြာတဲ့ငွေကိုလည်းရှင်းထားပေးခဲ့မှဖြစ်ကြောင်းပြောခဲ့ပါသေးတယ်နာမီကတော့ဖုန်းပြင်ဆိုင်မှာသူမရဲ့ဖုန်းကိုသွားယူဖို့ပြောနေခဲ့တာကြောင့် နာမည်တယောက်ဂျုံယွန်းပြောတဲ့လိပ်စာအတိုင်းဖုန်းကိုယူဖို့ထွက်လာခဲ့လိုက်ပါတယ်။ဒါပေမဲ့ကိစ္စရောထင်တော့မရိုးရှင်းနေခဲ့ပါဘူး။အဲ့ဒီဖုန်းပြင်ဆိုင်ကတော့ဂျုံယွန်းပိုင်နေဆိုင်ပဲဖြစ်ပြီးဖုန်းပြင်မှုအတီးပြူဖောင်ဖြေးတဲ့အခါပတ်ဆွက်ကိုပါဖြေးပေးလိုက်ရပါတယ်။ဂျုံယွန်းကနာမည်ရဲ့ဖုန်းတွင်းမိုင်းကိုပြင်တယ်လို့လို့နဲ့စပိုင်ဝဲတစ်ခုထည့်ခဲ့တာဖြစ်ပြီးအဲ့ဒီဖုန်းမှာဖြစ်နေတဲ့မြောင်ပေါ်ပြပေးမဲ့စင်တူဖုန်းတစ်လုံးကိုလေဖန်တီးထားခဲ့တာပါ။ဒါကြောင့်မေအခုဆိုရင်တော့သူဟာနာမည်ရဲ့နေစဉ်ပေါ်မှာဖြစ်ပျက်နေတဲ့မြောင်ကိုသိရှိရပြီပဲဖြစ်ပါတော့တယ်။ နာမီကတော့ဒါဗီကိုမသိခဲ့ပေသူမရဲ့ဖုန်းကိုပြန်ယူလာခဲ့ပြီးအရင်လိုပဲဖုန်းနဲ့လုံနေကြကိစ္စအားလုံးကိုဆောင်ရွက်ရင်းနေစဉ်ဘွက်ကိုဖျက်ဆီးနေခဲ့ပါလိမ့်ဒါရီအားလုံးကတော့ဂျူယွန်းကတစ်ဖက်ကနေစောင့်ကြည့်နေခဲ့တာဖြစ်ပြီးသူဟာတနေ့မှတော့ကဖေးကိုလာခဲ့ပြီးနာမီကိုဖခင်ဖြစ်သူဖျော်တိုက်နေကြဖျော်ရည်ကိုမှားတောက်ခဲ့ပါလိမ့်နာမီအတွက်ကတော့ဂျူယွန်းကိုတခါမှမမြင်ဘူးတာကြောင့်လူစိမ်းတယောက်လိုဖြစ်နေပြီးဂျူယွန်းကတော့နာမီအချောင်တွေကိုအကုန်တီနေခဲ့ကသူဟာအရင်ကဒီကိုခဏခဏလာနေကြဖြစ်ပြီးအဲ့ဒီဖျော်ရည်ကိုတောက်နေကြဖြစ်ကြောင်းပြောပြခဲ့ပါလိမ့်အဲ့ဒီနောက်သူတို့က ာမန်တိုင်းမင်းစကားစမီပြောနေခဲ့တဲ့အချိန်မှာတော့နာမီရဲ့အဖေရောက်လာပြီးသူမကိုအလုံးလုံးဖို့အချားနေရကိုရွှေခိုင်းခဲ့ပါလိ။သူကနာမီကိုဖျော်တိုက်နေကြဖျော်ယူကိုတွေ့လိုက်ရတာကြောင့်ဘာကြောင့်ဒါကိုဖျော်ပေးရတာလဲ။ဒါငါတို့ရောင်းနေတဲ့မီနူထဲမှာမပါသေးဟာပဲဆိုပြီးလှမ်းဆူလိုက်ပါလိ။နာမီကတော့သူကပုံမှန်ဖောက်တယ်ဖြစ်တာကြောင့်လို့ရှင်းပြခဲ့ပါလိ။စောင်းဦးလေဂျူယွန်းကိုမှတ်မိနေအောင်တေချာကြည့်နေခဲ့ပါလိ။ညောင်ရုပ်တဲ့ခါမှာတော့နာမီကတော့သူမတငယ်ချင်းတွေနဲ့မဆေပိုနေခဲ့ကသူမလှုပ်ဆောင်နေသည်မှာအရာအလုံးကိုတော့ဂျူယွန်းကစောင့်ကြည့်နေခဲ့တာဖြစ်ပါလိ။ အဲဒီညမှာပဲဂျီမန်တယောက်သူ့မိမအခန်းလေးကိုရောက်လာခဲ့ပြီးမိမဖြစ်သူရဲ့ဖုန်းကမက်ဆေ့တွေကိုတွေ့သွားခဲ့ပြီးသူသားနဲ့အဆက်အသွယ်ရှိသေးကြောင်းသတိထားမိသွားပါလိမ့်။သူမသားဖြစ်သူတန်းအစားအသောက်တွေနဲ့အသုံးဆောင်ပစ္စည်းတွေကိုပို့ပေးနေတာဖြစ်ပြီးအဲဒီကမှတစ်ဆင့်ဂျီမန်တယောက်သူသားရဲ့လိမ့်စာကိုသိရှိခဲ့ရပါလိမ့်။ဒါပေမဲ့ဂျူယွန်းကတော့လိမ့်စာတွေအမြဲပြောင်းနေတဲ့သူတယောက်ပါ။မနေ့မိုးလင်းတဲ့အခါမှာတော့နာမီယာသူမရဲ့နေစဉ်လုပ်ငန်းဆောင်တာတွေနဲ့ရုန်းကန်နေရပြီးဂျူယွန်းကတော့သူမကိုစောင့်ကြည့်ပြီးရလာတဲ့အချက်လက်တွေအားလုံးကိုမှတ်စုထုတ်ပြီးတေချာစီစစ်နေခဲ့တာပါ။ သူကနာမီကိုတစ်ချိန်လုံးစောင့်ကြည့်နေခဲ့တာကြောင့်နာမီကြိုက်နေတဲ့တဲ့အရာတွေနဲ့သဘောမကျတဲ့အရာတွေကိုသိလာပြီးပဲဖြစ်ပါလိမ့်။သူမအခန်းတစ်ခုထဲမှာဖခင်နဲ့ခွဲပြီးတယောက်ထဲနေတဲ့အကြောင်းတွေ၊သူမရဲ့တိုက်ခန်းလှိဝတ်နှပတ်တွေ၊သူမရဲ့သွားနေကြနေရပြီ၊သူမရဲ့အကြောင်းတွေ၊သူမဘလို့အလုပ်တွေလုပ်နေလဲဆိုတာနဲ့သူမလောက်ကပိုင်ရှင်တတိခအစသူမရဲ့တငယ်ချင်းတွေအစုံသူမဘသူရီနဲ့စကားအများဆုံးပြောတယ်။ဘသူရီနဲ့အများဆုံးတွေးတွားတွေးလာလုပ်တယ်ဆိုတာကြီးအားလုံးကိုဂျူယွန်းကသိနေပြီးပဲဖြစ်ပါလိမ့်။နောက်ပြီးတော့နာမီယာ Instagram အကောင့်တခုကိုဖွင့်ထားပြီးအဲ့ဒီအကောင့်မှာတော့သူမအလုပ်ထဲကတတိယမကောင်းကြောင်းတွေကိုဖွာလိရှိတာကိုပါဂျူယွန်းကသိနေခဲ့ပြီးသူ့ကွန်ပျူတာရဲ့ wallpaper မှာနာမည်ရဲ့ပုံကိုပြောင်းထားလိုက်ပါတော့ရီအဲ့ဒီ wallpaper နေရာမှာနာမည်မတိုင်ခင်ကဂျူယွန်းတက်ခဲ့တဲ့အမျိုးသမီးတယောက်ရဲ့ဓာတ်ပုံကိုတင်ထားတာဖြစ်ပြီးအခုနာမည်ကိုပြောင်းလိုက်တဲ့သဘောကတော့ဂျူယွန်းကသူမကိုအမဲလိုက်ဖို့ဆုံးဖြတ်လိုက်တဲ့သဘောတက်ရောက်သွားတာဖြစ်ပါရီပရိသတ်ကြီးထင်ထားသလိုပဲဂျူယွန်းဟာစိတ်တစလူသက်သမားတယောက်ဖြစ်တာအမှန်ပါပဲနောက်တနေ့မနက်မှာတော့ နာမီကိုသူမရဲ့တတိမမကလာစာတူးပေးခဲ့ပြီးသူမကအဲ့ဒီကြောင်းကိုတခြားဘသူကမှရှောင်မပြောဘူးပြောခဲ့ပါရီတဖက်မှာတော့ဂျွန်ဟာနာမီအလုတ်သွားနေတဲ့အချိန်မှာသူမရဲ့အိမ်ထဲကိုခိုးဝင်ခဲ့ပြီးတိလူတမယောက်ကိုရှာဖွေနေခဲ့ပါရီဂျီမန်ကတော့ဂျွန်ကိုခြေရခံလိုက်နေခဲ့ပြီးတရီယာနဲ့ဖမ်းမှုပြင်ဆင်နေခဲ့တာပါယွန်ဟူကတော့ဂျွန်ရွှေပြောင်းနေတိုင်းလိမ့်စာအစာနာတစ်ခုကိုပေးခဲ့ပြီးဂျွန်ဟာသူ့ရဲ့ရဲဌာနချုပ်ကိုချိတ်ဆက်ထားတဲ့ဖုန်းနံပါတ်ကို2019ခုနှစ်မှာနောက်ဆုံးအသုံးပြုခဲ့တဲ့အကြောင်းပြောပြခဲ့ပါရီအိမ်နောက်ဂျီမန်ကဂျွန်ရဲ့အိမ်ကိုတွားရောက်စုံစမ်းစစ်ဆေးခဲ့ပြီး ဂျွန်းရဲ့မှတ်စုထဲမှာတော့မင်းကလေး၈ယောက်ရဲ့နာမည်ကိုတွေ့ခဲ့ရပါတယ်။ဂျူယွန်းပြစ်မှတ်ထားတဲ့၉ယောက်မြောက်မင်းကလေးကတော့နာမည်ပဲဖြစ်ပြီးဂျူယွန်းဟာသူ့တက်မဲ့လူတွေရဲ့အကြောင်းကိုခီစီတွင်းကြောင်စုံစမ်းလေ့လာပြီးမှအကွက်ကြကြတက်လေးရှိသူတယောက်လေးဖြစ်ပါတယ်။ရှေ့မှာသူ့တက်ခဲ့တဲ့မင်းကလေးတွေကိုလေမတက်ခင်မှာသူတို့ဘာပြီးလုပ်တယ်။ဘယ်ရီသွားရစသဖြင့်နာမည်ကိုသူစုံစမ်းထောက်လန်းတယ်လို့ပဲလှုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ဂျီမဟာသူတို့တောထဲမှာတွေ့ခဲ့ရတဲ့မင်းကလေးဟာဓာတ်ပုံလေးကမင်းကလေးဖြစ်နေတာကိုသိလိုက်ရပြီးအဲ့ဒီမင်းကလေးကတော့ဂျူယွန်းရဲ့နောက်ဆုံးတက်ခဲ့တဲ့သူဖြစ်ကြောင်းဂျီမန်တယောက်နားလေခဲ့ပါတယ်။ အိမ်နောက်ဂျီမန်ကဂျွန်ရဲ့လက်ဆွဲအိတ်တလုံးကိုရှာဖွေတွေ့ရှိခဲ့ပြီးလက်ဆွဲအိတ်ထဲမှာတော့သူ့ရဲ့အမှတ်စုတွေနဲ့တက်ခဲ့ဘူးရဲ့သူရဲ့အချက်လက်တွေကိုပါသူကစုတစိတ်ပုံစံမျိုးတင်ဆက်ထားတာပေါ့အဲ့ချိန်မှာပဲဂျွန်ကအိမ်ကိုပြန်လာခဲ့ပြီးသူ့ရဲ့အခန်းထဲမှာခြေရာလက်ရာပြက်နေရကြောင်းလူတယောက်ယောက်သူ့အိမ်ထဲရှိနေပြီဆိုတာရိပ်မိသွားခဲ့ပါတယ်ဒါကြောင့်မဲသူကဂျီမန်ကိုမက်ဆေ့ပို့ကသူ့ကိုအပြင်မှာလာတွေ့ဖို့အကြောင်းကြားလိုက်ပြီးဂျီမန်အခန်းထဲကထွက်သွားတဲ့အချိန်မှာဂျူယွန်းကတက်တွေတွေအားလုံးကိုဖျက်ဆီးကလက်ဆွဲအိတ်ကိုပဲယူသွားပြီးအခန်းထဲကနေထွက်ပြေးသွားခဲ့ပါပြီး အဲနောက်ဂျွင်းကနာမီတို့ကဖေးကိုအမျိုးသားလုံခြုံရေးဝန်ထမ်းကအတူနဲ့သွားခဲ့ကနာမီကစီဒီခွေအဟောင်းနဲ့ရောင်းမယ်ဆိုတာသိနေတာကြောင့်သူကဝယ်ယူပေးခဲ့ပါရီအပြန်လည်နေနဲ့သူကနာမီကိုဘွဲတပွဲကိုလာဖို့လက်မှတ်တွေပြန်ရောင်းခဲ့ပြီးနာမီတောင်းနေကြအချွေကိုမှားတောက်ပြီးကလေးထာဖမ်းနေခဲ့ပါရီစောင်းကသူ့ကိုဖြိုရီဖြိုပေးခဲ့ကအကဲခတ်ရင်တန်တရာဝင်လာခဲ့တာကြောင့်သမီးဖြစ်သူကိုဒီကောင်လေးနဲ့ဝေးဝေးမှနေဖို့မှားချခဲ့ပါရီနာမီကဘာကြောင့်လဲလို့မိရိခံမတော့သူ့စီကလည်းငါမကောင်းတဲ့အငွေ့တက်တွေခံစားနေရတယ်လို့ပြောပြလိုက်ပါရီ အဲ့ဒီကောင်လေးကအရင်ကတခါမှဆိုင်ကိုမလာဘူးကြောင့်နေဆောင်းဦးကသူ့ဆိုင်ရဲ့ဖောက်တွေကိုမှတ်မိတဲ့အကြောင်းရှင်းပြပေးမိ။နာမီကတော့ ACC ပဲမသိတယ်လို့နေခဲ့ပါရီ။သူတို့မသိတာကဂျွန်ယွန်းဟာနာမီရဲ့ဖုန်းကနေစင်သူတို့ပြောသမျှကိုနားထောင်နေရဆိုတာပါပဲ။ဂျီမန်ဟာနောက်ဆုံးအသက်ခံရတဲ့မိန်းကလေးမိသားစုစီကိုတွားရောက်ခဲ့ပြီးမိန်းကလေးရဲ့အမေဖြစ်သူကတော့သူ့ရဲ့သမီးဟာမတိခင်မှာဖုန်းမျက်တပြင်꿰ခဲ့တာကြောင့်ဂျွန်ယွန်းစီမှာနာမီလိုပဲပြင်ခဲ့တဲ့အကြောင်းပြောပြခဲ့ပါရီ။ဂျွန်ယွန်းဟာအဲ့ဒီကောင်မလေးကိုသူတို့အိမ်မှာပဲတက်ခဲ့တာဖြစ်ပြီး သူနေရာတစ်ကိုပြောင်းဖို့အတွက်လိုအပ်တဲ့ငွေကြေးချို့ကိုလည်းယူဆောင်သွားခဲ့ကြအောင်ဂျီမန်တိလိုက်ရပါပြီ။တစ်ဖက်မှာတော့ဂျူယွန်ကနာမီနေနဲ့စောင်းဦးကိုဆက်သွေးလိုက်ပြီးဖုန်းချီယာခန်နဲ့ဟာဆိုပြီးစပိုင်ဝဲတစ်ခုကိုမက်ဆေ့ပို့ပေးလိုက်ပြီးထည့်ခိုင်းလိုက်ပါရီ။စောင်းဦးကလည်းအဲ့ဒီမက်ဆေ့ကိုလက်ခံလိုက်ပြီးထည့်သွင်းခဲ့ပါရီ။ဂျူယွန်ကလည်းစောင်းဦးရဲ့အိမ်ကိုတိလိုက်ရပြီးအိမ်ထဲကိုဂျူယွန်ကခိုးဝင်လာခဲ့ပြီးစောင်းဦးကိုမေးလောက်တဲ့အထိတိုက်ခိုက်ခဲ့ပါရီ။အိမ်နောက်သူဟာစောင်းဦးရဲ့ကွန်ပျူတာကိုမှွေနှောင်းနေခဲ့ပြီးနာမီရဲ့လူသိမကန်တဲ့ Instagram account တစ်ခုကိုဖော်ထုတ်လိုက်တာကြောင့်နာမီတယောက်အလုပ်ထုတ်ခံခဲ့ရပါတော့ရီ။ ဒီလိုနဲ့မိုးတွေတဲထန်စွာရွာသွန်းတဲ့တနေ့မှာတော့တောထဲမှာဂျုံယွန်းတက်ခဲ့တဲ့ရုံလောင်းတွေပြန်ပေါ်လာခဲ့တာကြောင့်ရဲတွေလည်းအလုံးရှုံနေရပါလိမ့်။ဒါကတော့ဂျီမန်တယောက်စိတ်ပြက်လက်ပြက်နဲ့ကြည်နေရပြီးအဲဒီချိန်မှာပဲသူ့သားကိုအမြန်ဆုံးဖမ်းဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။နာမီတယောက်ကတော့အရာအလုံးကိုဆုံးရှုံးလိုက်ရတဲ့ကြောင့်တငယ်ချင်းဝန်ကျူစီကိုသွားပြီးသူတို့စိုက်ဘာတိုက်ခိုက်ခံရပြီးအချက်လက်တွေပေါက်ကြားခဲ့ရကြောင်းရဲစခန်းကိုတိုင်ကြားခဲ့ပါလိမ့်။ရဲရရှိကတော့ဒါကတည်ကြမယ်ဆိုရင်တက်တည်ပြနိုင်မှာဖြစ်မယ်ဆိုပြီးပြောလိုက်တော့နာမီလည်းဘလို့လုတ်ပြရမယ်မသိရကြောင်းခေါင်းစားသွားခဲ့ရပါရီ အဲ့ချိန်မှာပဲဖခင်ဖြစ်သူတန်းကစာဝင်လာခဲ့ကအဖေကသူ့ကိုဒီနေ့ဆိုင်ပိတ်ကြောင်လှမ်းပြောတာပဲဖြစ်ပါလိတကယ်တော့ဂျူယွန်းကပဲအဲ့ဒီမက်ဆေ့ကိုပို့ခဲ့တာပါလီနာမီနဲ့အွန်ဂျူရောသူတို့ရဲ့ကွန်ပျူတာကျွမ်းကျင်တဲ့တငယ်ချင်းကိုအကူအညီတောင်းခဲ့ပေမယ့်လေသူကလည်းအဲ့ဒီချိန်မှာအပန်းပြေခီးထွက်နေခဲ့တာကြောင့်မတွေ့ခဲ့ကြရပါဘူးဒီလိုနဲ့နာမီယာကဖေးမှာတွေ့ခဲ့တဲ့ဂျူယွန်းရဲ့အမျိုးသားလုံခြုံရေးကတ်ကိုတတိယသွားပြီးအကူအညီတောင်းဖို့အကြံရသွားခဲ့ပါလိဒီဘက်မှာတော့ဂျူယွန်းဟာစောင်းဝကိုသူ့အိမ်မှာပဲချုပ်နှောင်ထားရင်သူကလူရီကိုဖုန်းနေစီကနေတဆင့်လိုးသလိုအသုံးချတဲ့ကြောင့်ပြောပြခဲ့ပါလိ ဒီလိုနဲ့နာမီတို့ကလည်းသူ့ကိုခေါ်ခဲ့ကြတာကြောင့်ဂျူယွန်းဟာအမျိုးသားလုံခြုံရေးဝန်ထမ်းဌာနနဲ့တွားတွေ့ခဲ့ပါရီနာမီကသူ့ကြုံတွေ့နေရတဲ့အခက်အခဲတွေကိုရှင်းပြခဲ့တဲ့နောက်မှာတော့ဂျူယွန်းကသူ့မရဲ့ဖုန်းမှာစပိုင်ဝဲထိတ်ခံလိုက်ရတာကြောင့်ဒီလိုတွေဖြစ်လာကြောင်းပြောပြရင်နာမီတို့ယုံကြည်လောင်ရှင်းပြခဲ့ပါရီအဲ့နောက်သူကနာမီကိုမင်းကိုဒီလိုလုပ်တာဟာမင်းတကယ်ကြီးမဖြစ်တယ်လို့ပြောကအွန်ဂျူနဲ့ရန်တိုက်ပေးခဲ့ပါရီနာမီကအွန်ဂျူကိုသူ့လုပ်ခဲ့တဲ့အထင်းနဲ့ ဘာကြောင့်ဒီလိုတွေလုပ်ခဲ့ရတာလဲဆိုပြီးမေးလိုက်တဲ့အခါမှာတော့အုံကျူကစိတ်တူတူနဲ့ဒါရီကိုငါနင်းကိုမုန်းလို့လုပ်ခဲ့တာဆိုပြီးအရွက်တိုက်ပြောဆိုလိုက်ပါရယ်ဒီလိုနဲ့အရန်ချစ်ကြတဲ့နာမီတို့တငယ်ချင်းနှစ်ယောက်တော့စိတ်ဝင်ကွဲသွားခဲ့ပြီးဂျွန်းအတွက်ကတော့နာမီကိုသူချစ်ရတဲ့သူနဲ့ဝေးကွာအောင်လုပ်ခဲ့တဲ့အစီအစဉ်တစ်ခု အောင်မြင်သွားတယ်လို့ပဲဆိုရမှာပါဒီလိုနဲ့ညမှာတော့နာမီတယောက်သူ့တငယ်ချင်းနဲ့ပျော်ရွှင်ခဲ့တဲ့ပုံတွေကိုကြည့်ရင်ဖုန်းအားလေးကုံသွားတာကြောင့်စိတ်တူတူနဲ့ဖုန်းကိုပြစ်ပေါက်လိုက်ပါရယ်သူမကကွဲသွားတဲ့ဖုန်းမျက်နှာပြင်ကိုကြည့်နေရင်ဒီလိုစိတ်ညစ်စရာကိစ္စတွေအလုံးက သူမဖုန်းကိုပြင်ဆိုင်ကပြန်ယူလာတဲ့အချိန်ကနေစခဲ့တယ်ဆိုတာသဘောပေါက်သွားခဲ့ပါတယ်။အိမ်မတိုင်ခင်ကတော့သူမရဲ့ဘွားအတော်လေးပျော်ရွှင်သားရနေခဲ့ရတာဖြစ်ပါတယ်။ဂျီမန်တို့ကလည်းဂျူယွန်းကိုဖမ်းမှုအတွက်စိတ်ရှုပ်နေကြရပြီးဘာကြောင့်လဲဆိုတော့အဲ့ဒီမှာတွေ့ရတဲ့လူသေးလောင်းတွေကပြည်သူလူထုတွေကိုအကြောက်တရားပိုတိုးစေတာကြောင့်ရဲတွေရဲ့ဂုံတိတ်ခါကိုလည်းကြာဆင်းစေတာမျိုးပါ။အိမ်နောက်မှာတော့သူတို့ကဂျူယွန်းရှိမယ်လို့တန်တရားရှိတဲ့နေရာတစ်ခုစီကိုသွားခဲ့ပြီးသူတို့ထက်ခြေတလန်းတာနေတဲ့ဂျူယွန်းကတော့တက်တီတွေဖြည့်ဆည်းပြီးအဲ့ဒီနေရာကနေထွက်သွားပြီပဲဖြစ်ပါတယ်။တချိန်တည်းမှာပဲနာမီကလေးအဲ့ဒီနေရာကိုရောက်လာပြီး ဂျွန်းကိုလာရှာခဲ့ကဂျီမန်နဲ့ဆုံမိခဲ့တာကြောင့်သူသားကစိတ်တစလူသက်သမားတစ်ယောက်ဖြစ်နေပြီးနာမီအတွက်အန်ရီရှိချောင်းရှင်းပြခဲ့ပါရီနာမီကအခုဆိုရင်ကိစ္စတွေအားလုံးကိုနားလေသိရှိသွားပြီဖြစ်ကောင်းသူမရဲ့ဖုန်းထဲမှာလေဂျွန်းထိထားတဲ့စပိုင်ဝဲရှိနေသေးတာကိုသတိထားမိခဲ့ပါရီဒါကြောင့်မဲသူမဂျီမန်ရဲ့ဖုန်းကိုခဏငါပြီးအမျိုးသားလုံခြုံရေးဌာနကိုဆက်သွေးကဂျွန်းတယောက်အဲ့ဒီမှာအလုလုတာတကယ်ဟုတ်မဟုတ်မေးမြန်းခဲ့ပါရီဂျွန်းကအစာကလေးကလိန်ညာခဲ့တာကြောင့်ဂျွန်းဆိုတဲ့လူမရှိချောင်းသိခဲ့ရပါရီ ။နာမီကတော့ဂျွန်ယွန်းနောက်တယောက်ကိုဒီလိုထပ်ပြီးမလုံနိုင်ခင်မှာဖမ်းဆီးနိုင်မှုအစီအစဉ်တစ်ခုချခဲ့ပါပြီ။အစီအစဉ်ကတော့သူမရဲ့ဖုန်းကိုဂျွန်ယွန်းကစောင့်ကြည့်နေတယ်ဆိုတော့ကိုမသိသလိုဟန်ဆောင်နေပြီးဂျွန်ယွန်းကိုသူမရဲ့အိမ်ကိုမျှခေါ်ကဂျီမန်တို့ကသူ့ကိုဝိုင်းဖမ်းမှုပဲဖြစ်ပါပြီ။အခုဆိုရင်တော့နာမီတယောက်ဂျွန်ယွန်းကိုသူမရဲ့အိမ်ကိုခေါ်လိုက်ပြီးပဲဖြစ်ပါပြီ။ဂျွန်ယွန်းကလည်းအမှန်တကယ်ပဲသူမရဲ့အိမ်ကိုရောက်လာခဲ့ပါပြီ။ဂျီမန်နဲ့ယွန်းဟိုတို့ကတော့သူ့ရဲ့အနီးတစ်ဝိုင်မှာစောင့်ကြည့်နေခဲ့ကြပြီးဂျွန်ယွန်းတယောက်အိမ်ပေါ်မတက်ခင်အောက်မှာစောင့်နေတဲ့အချိန်မှာပဲဂျီမန်တို့သူ့စီချင်းကပ်လာနေကြတာကိုသတိထားမိသွားခဲ့ပါပြီ။ ဂျီမန်တို့ကသူ့နားကိုရောက်လာပြီးဖမ်းကာနီးမှာတော့သူသားဖြစ်သူဟုတ်မဟုတ်တရားမမှတ်မိတော့ကြောင်းဂျူယုံကလေးဒါကိုခွင်ကောင်းယူကဘာလို့ရဲတွေကပြည်သူတယောက်ကိုတနေ့နဲ့လာထောက်နေရလဲဆိုပြီးအောင်ပြန်ဟောက်ဆလုတ်ခဲ့ပါရီဒါကြောင့်ဂျီမန်နဲ့ယွန်းဟိုတို့ကလေးမတက်တာပဲဂျူယုံကိုထွက်သွားခွင့်ပေးလိုက်ရပါရီပြန်စဉ်းစားကြည့်မယ်ဆိုရင်ဘာလို့ဖခင်တယောက်က9နှစ်လောက်ပဲဝေးသွားရတဲ့သားဖြစ်သူကိုမမှတ်မိရတာလဲဆိုတာကတော့မိကုံထုတ်เสียလို့ဖြစ်နေခဲ့ပါရီဒါပေမဲ့မပူပါနဲ့ဒီเจ้าကိုကျွန်တော်တို့မကြခင်တိကျရတော့မှာပါအဲ့နောက်ဂျီမန်တို့ကနာမီနဲ့ဆွေးနွေးနေခဲ့ကြပါရီ နာမီကလည်းသူမရဲ့ဖုန်းအဟောင်းကိုပြန်သုံးကဂျူယွန်းရဲ့ချီယာခံမှုကနေလွတ်ဖို့စီစဉ်ရပါလိမ့်ဂျီမန်တို့ကတော့သူမမှာအန်ရရှိနိုင်တာကြောင့်အခြားတနေရာမှာတွားနေဖို့အကြံပြုကြတာကြောင့်နာမီကလည်းဖခင်ဖြစ်သူရဲ့အိမ်မှာတွားရောက်နေထိုင်မှုဆုံးဖြတ်ခဲ့ပါလိမ့်အဲ့နောက်သူမကိုအဖေဖြစ်သူရဲ့အိမ်ကိုတွားပို့ပေးခဲ့ကြပြီးဂျီမန်ကသူ့ရဲ့လိပ်စာကကိုထုတ်ပေးတဲ့အချိန်မှာတော့နာမီကဒီညဂျီမန်တို့ကိုသူမမက်ဆေ့ချ်ပို့နေမှာဖြစ်ပြီးအကယ်၍သူမသာမက်ဆေ့ချ်ပို့မလာခဲ့ရင်သူမတခုခုဖြစ်နေပြီမို့ချက်ချင်းလာခဲ့ကြဖို့စာရေးပြီးအတီးပေးခဲ့ပါလိမ့် ။သူမထင်ထားသလိုပဲအိမ်မတော်ဂျူယွန်းတယောက်ရောက်နေခဲ့ပြီးသူမရဲ့ဖခင်ကိုဒါဇာကန်အင်းနဲ့ဖမ်းဆီးထားကနာမီကိုအကြက်ကင်မှုကြိုးစားပါတော့တယ်။အပြန်လမ်းမှာတော့ဂျီမန်တို့စီကိုဖုန်းဝင်လာပြီးလွန်ခဲ့တဲ့တနေ့ကမြေကမ်းပြီးမှရှာတွေ့ခဲ့တဲ့အလောင်းရဲ့ DNA နဲ့ဂျီမန်ရဲ့ DNA ကတူညီနေတာကြောင့်ဂျူယွန်းဟာတည်သွားပြီလို့သိလိုက်ရတာကြောင့်သူတို့လည်းရှုပ်ထွေးသွားကြရပါလိမ့်။တစ်ဖက်မှာဂျူယွန်းကတော့နာမီကိုသူမဒီနေ့လုံခြုံစိတ်ချရတာကြောင့်မနေ့ပြန်မှတွေးကြမယ်ဆိုတဲ့အကြောင်းဂျီမန်တို့ထံမက်ဆေ့ပို့ဖို့အချက်ကိုင်းခဲ့ပါရီအိမ်နောက်နာမီကိုသူမရဲ့အဖေကိုခေါ်ပြလိုက်ပြီ နာမီရဲ့ဖခင်ကိုတော့သူကရေချိုးခန်းထဲမှာချုံနောင်ထားခဲ့တာပဲဖြစ်ပါလိမ့်။သူကနာမီကိုလည်းခြေလက်တွေကိုတုံနောင်ထားလိုက်ပြီးရေချိုးစလုံးလေးကသူမရဲ့အဖေပေါ်မှာထားလိုက်ကနာမီကြောင့်သူမရဲ့ဖခင်တေဆုံးရတဲ့ပုံစံမျိုးဖန်တီးခဲ့ပါလိမ့်။ဖခင်တေဆုံးပြီးတဲ့နောက်မှာတော့နာမီကိုလည်းတက်ပြစ်မှာဖြစ်ပြီးဂျူယွန်းဟာမတက်ခင်မှာတော့နာမီကိုရှေ့ကလူတွေလိုပဲဓာတ်ပုံလေးရိုက်ကူးခဲ့ပါသေးတယ်။အဲဒီနောက်ဂျူယွန်းတယောက်အခန်းရှိမှာကြာနေတဲ့ဂျီမန်ရဲ့လိစာကတ်ကိုကောက်ရခဲ့ပြီးကြိလိုက်တဲ့အချိန်မှာတော့တကယ်တော့နာမီကမဆီပို့ဖို့ပြောခဲ့တာမဟုတ်ဘဲ သူမကဂျီမန်တို့ကိုဖုန်းမခေါ်ခင်ရောက်လာကြဖို့ပြောခဲ့တာပဲဖြစ်ပါလိမ့်။ဘာကြောင့်လဲဆိုတော့သူမကနောက်ဖုန်းတစ်လုံးကိုလည်းဂျွင်းကဖောက်ထွင်းလိုက်မှာကိုစိုးရိမ်နေခဲ့တာကြောင့်ဒီလိုစီစဉ်ခဲ့တာပဲဖြစ်ပါလိမ့်။တကယ်ပဲသူမထင်ထားသလိုပဲဂျူယွန်းတယောက်ဟာနာမည်အိမ်ကိုခိုးဝင်တဲ့အချိန်တုန်းကသူမရဲ့ဖုန်းဟောင်းကိုလည်းစပိုင်ဝဲတစ်ခုထည့်ထားခဲ့တာပဲဖြစ်ပါလိမ့်။ဒါကအတော်ကိုကြောက်စရာကောင်းတာမျိုးပါ။မကြခင်မတော့အဲ့နေရာကိုယွန်းဟူရောက်လာခဲ့ပြီးဒါကိုသတိထားမိသွားတဲ့ဂျူယွန်းကတော့ယွန်းဟူကိုပါတက်ဖို့ကြံစီပါတော့လိမ့်။ဒါပေမဲ့တားကွက်တွေရိုးသွားပြီဖြစ်တဲ့ဖေဖေကြီးဂျီမန်ကတော့ဂျူယွန်းကိုတနေ့ထောက်ထားလိုက်ပြီး ဆော်ပလိုတီကဖမ်းချုပ်သွားခဲ့ပါတော့တယ်။ဂျီမန်ကဂျူယွန်းကိုတီချာကြည့်ပြီးဂျုံယောင်းဘယ်မှာလဲဆိုပြီးမေးခဲ့ပါတယ်။ဟုတ်ပါတယ်။သူဟာတားဖြစ်တဲ့ဂျုံယောင်းကိုမေးနေခဲ့တာဖြစ်ပြီးဂျူယွန်းကငိုကြွေးပြီးသူကဂျုံယောင်းမဟုတ်ဘဲဂျူယွန်းသာဖြစ်ကြောင်းပြောခဲ့ပါတယ်။တစ်ဖက်မှာယွန်ဟိုကလည်းနာမီတို့တားဖောက်ကိုရေချိုးစလုံးတွေကကဲထုတ်ပေးခဲ့ပြီးအသက်ကြီးဖို့ကြိုးစားခဲ့ပါတယ်။နာမီတယောက်ကတော့အသက်ရှင်ခဲ့ပေမယ့်ကံမကောင်းစွာနေပြီးနာမီရဲ့အဖေကတော့သတိပြန်မဝင်လာသေးပါဘူး။ဂျီမန်တယောက်ဂျူယွန်းရဲ့လက်ဆွဲအိတ်ကိုဖြွင့်ကြည့်လိုက်တဲ့အခါမှာတော့သူကမထင်မှားထားတာတွေကိုသိခဲ့ရပါတယ်။ အမှန်တကယ်တော့ဂျူယွန်းတက်ခဲ့တာလူရှိရောမဟုတ်ပဲ၉ရောက်ဖြစ်နေခဲ့တာဖြစ်ပြီးအဲ့ဒီထဲမှာတူရဲတို့ယောက်ျားလေးကတော့ဂျီမန်ရဲ့သားဖြစ်သူဂျုံယောင်းပဲဖြစ်ပါလိမ့်။စာရင်းမှာတော့ဂျုံယောင်းဟာလူစုတယောက်မဟုတ်ပဲအိနေဆင်မပြေလို့တယောက်တည်းထွက်လာခဲ့တဲ့သူတယောက်ဆိုတာဂျီမန်သိလိုက်ရပြီးဂျူယွန်းရဲ့ပထမဆုံးပြစ်မှတ်ဖြစ်ခဲ့ရသူလေးဖြစ်ပါလိမ့်။ဂျူယွန်းကတော့သူ့ကိုတပီးဂျုံယောင်းရဲ့ပုံစံဖန်ကလူတက်တမောက်ကိုအားလုံးကဂျုံယောင်းလိုထင်မှတ်နေအောင်ဖန်တီးခဲ့တာပဲဖြစ်ပါလိမ့်။ဒီလိုမှသာသူကလူရဲ့ကြားထဲမှာအေးဆေးစွာနေထိုင်လို့ရမှာဖြစ်ပြီးဂျီမန်ကသူ့ရဲ့ဖုန်းကိုကြည့်လိုက်တဲ့အချိန်မှာတော့သူ့ရဲ့သားမတည်ဆုံးခင်ကပုံကိုတွေ့ရှိခဲ့ရပါလိမ့်။ ဖခင်တယောက်အနေနဲ့ဒီအချိန်မှာဘလို့ခံစားနေရမယ်ဆိုတာကျွန်တော်တို့အားလုံးနားလည်နိုင်လိမ့်မယ်လို့မျှော်လင့်ပါတယ်။နောက်ပြီးလွန်ခဲ့တဲ့ခုနှစ်နှစ်ကလေးတည်ဆုံးခဲ့တဲ့ဂျုံယောင်းနေရာမှာသူကဝင်းနေရယူပြီးဂျီမန်ရဲ့မိန်းမကလေးသူ့ကိုဂျုံယောင်းအမှတ်နဲ့တောက်လျှောက်မက်ဆေ့ပြီးပို့ခဲ့ပြီးဆက်သွယ်ခဲ့တာကိုလည်းဂျီမန်သိလိုက်ရပါတယ်။ဒါကြောင့်ဒေါသတွေပောက်ကွဲသွားတဲ့ဂျီမန်တယောက်နောက်ဆုံးမှတော့ဂျူယွန်းကိုပြစ်တက်ဖို့တနေ့နဲ့ချိန်ထားလိုက်ပါတော့တယ်။ဒါပေမဲ့လည်းဂျူယွန်းကသူ့ကိုတူသားပုံစံနဲ့တော်ကီတွေချွေလိုက်တာကြောင့်ဂျီမန်မပြစ်နိုင်ခဲ့ပါဘူး။မကောင်းဆိုးဝါးတွေကလူတွေကိုလှည့်ဖျားလို့ရတယ်ဆိုပေမဲ့ဒီထဲမှာတော့ခန်းစားခဲ့ရသူတွေရောမပါပါဘူး။ ဒါကြောင့်မဲအဲ့ဒီအချိန်မှာနာမီတယောက်ထွက်လာပြီးဂျူယွန်းကိုစကားပြီးပြောမနေတော့ဘဲတနက်နေ့ပြစ်သက်လိုက်ပါတော့ရီအဲ့နောက်မှာတော့ဂျီမန်ကသူမစီကတနက်ကိုဆွဲယူထားလိုက်ပြီးဂန်ကောင်းစွာနဲ့တီးပြီးထင်ထားခဲ့တဲ့သူမရဲ့ဖခင်ဖြစ်သူလေးတတိပြန်လေလာကြောင့်နာမီတယောက်မျက်ရည်ကျသည့်အထိဝမ်းသာခဲ့ရပါတယ်အဲ့နောက်မှာတော့နာမီတို့ကိုဆေးရုံကိုပို့လိုက်ကြပြီးဒီလိုကိစ္စတွေကအသက်ရှင်လွတ်မြောက်ခဲ့တဲ့ဆိုပေမဲ့သူမတွတ်တော့ဒီဖြစ်ပျက်ကြီးကတရားပါစိတ်တန်ရာတစ်ခုနည်းနဲ့ဂျန်နေခဲ့တာပဲဖြစ်ပါတယ်ရဲတွေကအမှုခင်းဖြစ်ခဲ့တဲ့တက်တီတွေကိုစစ်ဆေးခဲ့ကြတဲ့အချိန်မှာတော့ တကယ်ခံရသူ့ရဲ့ပြစ်မှတ်တွေကိုအွန်လိုင်းကနေတစင်တာလိုက်လံရှာဖွေကြောင်းကိုသိရှိခဲ့ရပါတယ်။ဒါကြောင့်သူ့ကိုဘယ်သူမှသတိမထားမိခဲ့ကြတာပဲဖြစ်ပါတယ်။အိမ်နောက်နာမီတယောက်လေသူမရဲ့ချစ်ခင်ရသူတွေနဲ့အတူပျော်ရွှင်စရာဘွားလေးကိုပြန်လဲဖြတ်တန်းခဲ့ပြီးသူမအတွက်တော့ဘဝမှာဘလို့ပဲပျော်ရွှင်စရာကြီးဂျုံနေရပါစီနောက်တစ်ချိန်ဒီလိုဖြစ်မျိုးနဲ့တားကောင်ပြန်ဖြစ်မလာဆိုတဲ့အကြောက်တရားကြီးကလွှမ်းမိုးခဲ့ရင်ရုပ်ရှင်လေးလေးဒီနေရာမှာပဲဇက်သိမ်းသွားခဲ့ပါလိမ့်